Binance က15ခုမြောက် Holder Airdrop အနေနဲ့ Hyperless ကိုမိတ်ဆက်လာပါတယ်2025လေးလပိုင်း14ရက်နေ့ကနေ2025လေးလပိုင်း18ရက်နေ့အထိကိုယ့်ရဲ့ Binance account ထဲမှာ BAB တွေကို flexible ပဲဖြစ်ဖြစ် lock ပဲဖြစ်ဖြစ်တိုက်ထားတဲ့သူတွေက Airdrop ရမှာဖြစ်ပါတယ်ကျွန်တော်တို့က7.3 3893ဟိုက်ပါကို airdrop ရရှိပါတယ်ဟိုက်ပါကိုနေကြည့်ကြည့်ပါ my participation ရဲ့အောက်မှာ snapshot ယူထားတဲ့အခြေကဘယ်အခြေကယူထားတာလဲ ဘေဘီပမာဏကဘလောက်ထက်တာဒါလဲအဲဒရော့ပမာဏကဘလောက်ရတာလဲဆိုတာကိုအားလုံးတွေ့များမှာဖြစ်ပါတယ် project summary ရဲ့အောက်မှာ view mode ဒီတဲ့ indie announcement ဆိုပြီးရှိပါတယ်ဒါကိုနေ့ကြည့်ကြည့်ပါဒီအခါမှာ hyperlapse ရဲ့အကြောင်းရေးထားတဲ့နေရာကိုရောက်ရှိလာမှာဖြစ်ပါတယ် circle နဲ့အောက်ကိုနည်းနည်းလေးဆွဲလိုက်တဲ့အခါမှာဆိုရင် hyperlapse ရဲ့ hoda android အကြောင်း အသေးစိတ်ဒီမှာရေးထားပါတယ်သူရဲ့ token နဲ့က HYPER hyper ဆိုပြီးဖြစ်ပါတယ် genesis တူတင်တုတ်ကေးဆပ်ပလိုင်းက600နှစ်ဒါသမ666အဲ66ပေါ့နော်ခေါ်အဲမီလီယံပမာဏဖြစ်ပါတယ်မက္ကဆီမမ်တုတ်ကေးဆပ်ပလိုင်းက1ဘီလီယံဖြစ်ပါတယ်ဟိုဒါအေဒရိုအတွက်က20မီလီယံကိုအေဒရိုပေးသွားမှာဖြစ်ပါတယ်စာကူလေးဒီဆပ်ပလိုင်းက185ဒါသမ1မီလီယံကို ဒီ listing လောက်ဖို့အတွက်သူကအသုံးပြုသွားမှာဖြစ်ပါတယ်ဆိုခုလေးနဲ့အောက်ကိုနည်းနည်းလေးဆွဲလိုက်တဲ့အခါမှာဆိုရင်ဒီရောက်က project list ဆိုရှိပါတယ်အဲ့ဒီ project list ကအခုဒီ hyperlapse ရဲ့ official website တွေပေါ့နော်ဒီနေရာလေးဖြစ်ပါတယ်အဲ့တော့ website ဆိုတဲ့လေးကိုနေကြည့်ကြည့်ပါ okay အဒီနေရာမှာဒါကိုထပ်ပြီးတော့ URL လေးကိုပေါ့နော် copy ကူးပြီးတော့ browser မှာပဲဖြစ်ဖြစ်တခြားသောနေရာမှာပဲဖြစ်ဖြစ်ပေါ့နော်ကိုကသွားပြီးတော့ လုပ်ကြည့်ကြည့်လို့ရပါတယ်ခုနက Binance ကနေပြီးတော့ copy ကူးလာတဲ့ URL ကို Chrome browser မှာချလိုက်တာပါအခုဒီမှာမြည်တွေ့နေရတာက Hyperlamps ရဲ့ official website လေးပဲဖြစ်ပါတယ်။ Hyperlamps က project တစ်ခုနဲ့တစ်ခုချိတ်ဆက်တာကိုလွယ်ကူအောင်ပြုလုပ်ပေးတဲ့ permission နဲ့ interoperability protocol တစ်ခုဖြစ်ပါတယ်။ ဒါက developer တွေနဲ့ဒီ satellite apps တွေကိုမတူညီတဲ့ blockchain တွေပေါ်မှာအလုပ်လုပ်နိုင်အောင်ကူညီပေးတဲ့ platform တစ်ခုဖြစ်ပါတယ်။ Hyperlapse ရဲ့အဓိကရည်ရွယ်ချက်ကဘယ်သူမဆိုဘယ် blockchain ပေါ်မှာမဆို Hyperlapse ကို deploy လုပ်ပြီးတော့ဒီမတူညီတဲ့ဒီ blockchain တွေနဲ့ တခုနဲ့တခုဆက်သွယ်မှုရအောင်ပြုလုပ်ပေးတဲ့ platform တခုဖြစ်ပါတယ် Hyperlamps ကို2022မှာစတင်ခဲ့တာဖြစ်ပြီးတော့ဒီ18.5 million ပေါ့နော် seas fan တွေအထိရရှိထားပါတယ်အခု2025မှာ Hyperlamps ဆိုတဲ့သူရဲ့ native token ကို airdrop ပေးတဲ့အစီအစဉ်တွေလည်းရှိလာပါတယ်ဒီမှာဆိုရင်ဒီ Binance ကနေပြီးတော့ holder airdrop ပေးတဲ့အစီအစဉ်တွေပေါ့နော်ပြီးသွားရင်တခြားသော airdrop တွေလည်းဘယ်သူမှရှိပါသေးတယ်ဒီ web airdrop အလုပ်နေတဲ့သူတွေဆိုလို့ရှိရင်တော့သိပါလိမ့်မယ်ပေါ့နော် ဆိုတော့ဆက်ဆက်ပြီးတော့သွားရမယ်ဆိုလို့ရှိရင် Hyperlens က Ethereum, Solana, Arbitrum, Polygon စတဲ့ blockchain ပေါင်း50ကျော်မှ deploy လုပ်ထားပြီးတော့ဒီနာမည်ကြီးနေတဲ့ဒီ Renaissance Protocol လို့ဒီနာမည်ကြီး project တွေကလည်းပဲပေါ့နော်အခု Hyperlens ကိုအသုံးပြုနေကြပါတယ်ဆိုတော့ဒါကတော့ Hyperlens ရဲ့အကြောင်းလေးပဲဖြစ်ပါတယ် Hyperlens ကနေကျွန်တော်ရရှိထားတဲ့ airdrop ပမာဏက7.3သုံးရှိကိုတုံညာ hyper ကို airdrop ရရှိထားပါတယ်အခုလက်ရှိအခြေအနေ hyper ကို listing လောက်တာကြတော့မရှိသေးဘူးကို့အနေနဲ့ listing လောက်တာမလောက်တာဘယ်လိုမျိုးဆင်ရမှာလဲဆိုတော့ဒီ sheet ကိုပြန်သွားပြီးတော့အပေါ်မှာရှိတဲ့ဒီ temp street ထဲကနေပြီးတော့နေယူကိုနေကြည့်ကြည့်ပါဒီတော့ဒီအောင်မှာ hyper ဆိုတာကိုတွေ့မြင်မှာဖြစ်ပါတယ်အခုက listing မလုပ်သေးတာဖြစ်တဲ့အတွေ့အကြုံမို့သူကဒီအခုလိုမျိုး box လေးနဲ့ပေါ်နေတာပေါ့နော်ဒါကိုနေကြည့်ကြည့်ပါ listing လုပ်မဲ့အချိန်က နောက်ထပ်မိနစ်50ကျန်ပါသေးတယ်။ဒီမိနစ်50ပြီးသွားပြီဆိုလို့ရှိရင်တော့ Hyper ကို Late Stage လောက်တော့မှဖြစ်ပါတယ်။ဈေးတွေဘယ်လောက်နဲ့ထွက်လာမလဲဆိုတာကိုတော့ကျွန်တော်လည်းမသိရသေးပါဘူးပေါ့နော်။ဆိုတော့မိတ်ဆွေတို့အနေနဲ့ရော Hyperless မှာ Airdrop Token ဘယ်လောက်ရတာလဲဆိုတာကို Comment မှာရေးခက်ပေးလို့ရပါတယ်။ဆိုတော့မိတ်ဆွေတို့အနေနဲ့အခု Holder Airdrop ကနေ Airdrop ရချင်တယ်ဆိုရင် Binance account တစ်ခုရှိဖို့လိုအပ်ပါတယ်။ Trading လုပ်တိုင်းမှာ10% discount ရတဲ့ Referral Code ကို Description မှာထည့်သွင်းပေးထားပါမယ်။ ဒီဗီဒီယိုကမိတ်ဆွေတို့အတွေ့အကျိုးရှိနေဆိုရင် like လေးနဲ့အားပေးခံနေပါတယ်။နောက်တဲ့ဒီလိုမျိုးဗီဒီယိုတွေအများကြီးလာအောင်ဖြစ်တာကြောင့် channel ကို subscribe လုပ်ခဲ့ပေးဖို့မမေ့နဲ့နော်။နောက်တဲ့ video မှာတွေ့ပါမယ်ခင်ဗျာ။အားလုံး thank you ပါ။